ုတင်ဆက်ပေးမယ့်သတင်းကတော့တိုက်ပွဲများကြောင့်နှစ်ပတ်အတွင်းမှာအရက်သား480တဲဦးသိဆုံးခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့်ပြီးခဲ့တဲ့နှစ်ပတ်အတွင်းဆူဒန်နိုင်ငံမှာအပြစ်မဲ့ရက်သား480တဲဦးသိဆုံးခဲ့တယ်လို့ကုလသမဂ္ဂအဖွဲ့ကသတင်းထုတ်ပြန်လိုက်တယ်လို့သိရပါတယ်။ဆူဒန်ဆိုရတက်တွေနဲ့တော်လိုင်းတက်တွေကြားမှာတိုက်ပွဲတွေအပြင်းဆုံးဖြစ်ပွားနေတဲ့ဒါဖာဒေသမြောက်ပိုင်းမှာတိုက်ဆောင်မှုအများဆုံးရှိခဲ့တယ်လို့လည်းအတည်ပြုခဲ့ပါဗျ။ 2023ခုနှစ်မှာဧပြီလကစပြီးဆူဒန်နိုင်ငံမှာပြည်ရင်းစစ်တမ်းလည်းစတင်ခဲ့တာဖြစ်ပြီးစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းမှာတိုက်ဆုံသူတွေဟာတိုက်နေရှိပြီးတော့ရှိခဲ့ပြီးဖြစ်ပါတယ်။ ကုလသမဂ္ဂလူသားချင်းစာနာတော်ထောင်မှုဆိုင်ရာအေဂျင်စီတွေကစက်ပွဲဖြစ်ပါနေတဲ့ဒေသတွေမှာအရွယ်မရောက်သေးတဲ့အမျိုးသားတွေနဲ့အမျိုးသမီးတွေကိုအထပ်အပြုချင်းမှုတွေလိုမျိုးလူမဆန်တဲ့အဖြစ်အပျက်တွေလည်းဖြစ်ပါနေတာကြောင့်တိုက်ပွဲတွေမရက်တနိုင်မှုဆိုရင်ရေချေမှာစစ်ပွဲနှက်ဆက်တယ်ဆိုတဲ့ရမှုတွေပုံမှန်ကြီးမှလာနိုင်တယ်လို့သတင်းပေးချက်ထုတ်ပြန်ခဲ့ပေမဲ့နှစ်ဖက်တိုက်ပွဲတွေကပုံမှန်ပြင်းထန်လာတယ်လို့သိရပါဗျ။ဒီသတင်းကိုတော့ညင်းကြောင်ကပြပို့လာပါဗျ။